အားလုံးမင်္ဂလာပါ Marshall Academy Channel နဲ့ပရိသတ်အားလုံးကြိုဆိုပါရခင်ဗျာကျွန်တော်တို့ Marshall Academy Channel ဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC ဆန်းချီတဲ့သတင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel တစ်ခုပါဒါကြောင့်မလို့ MMA လောကကိုစိတ်ဝင်စားတဲ့ညီကိုရင်းနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့ကျွန်တော်ကတောင်းဆိုပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့ပြောချင်တာတော့ကျွန်တော်တို့ Champion Fighter လေး Joshua Van ကို အကောင်းဆုံးပုံစံနဲ့အနိုင်ဖို့အတွက်လေ့ကျင့်ခန်းတွေကိုဒီဇိုင်းမမက်နဲ့သိထားအပြင်းထန်ကိုလုပ်နေတဲ့ Alexandri Pantoja ရဲ့အကြောင်းလေးကိုပြောချင်တာပါကျွန်တော်တို့ Chin Fighter လေး Joshua Van ကလာမယ့်ဒီဇင်ဘာ9ရက်နေ့မှာဆိုရင် UFC 323ပြိုင်ပွဲမှာပါဝင်ရင်ဆိုင်ထိုးသက်ရတော့မယ်ဒုတိယကောင်ပွဲနေရာကနေထိုးမယ် UFC Flyweight Dan Champion လူဝဲပြေးလက်ရှိ Champion Alexandri Pantoja နဲ့တွေ့နေတယ် Joshua Van က UFC ကိုရောက်လာတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာပဲအောင်မြင်မှုတွေတော်တော်လေးကိုရရှိထားတယ် နံပါတ်1ကွန်တန်တာနေရာအထိကို ရောက်ရှိလာတယ်။ဂျော့ရှွာဗန်က UFC မှာတော်တော်လေးကိုလည်းလက်ဆောင်ထပ်တဲ့ fighter လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ဗျာဂျော့ရှွာဗန်က fighter ခေါင်းပေါင်းများစွာကိုတောက်လျှောက်နိုင်ခဲ့တယ်။ဂျော့ရှွာဗန်က UFC မှာတပွဲပဲရှုံးမှုတယ်။အဲ့ဒီပွဲကချားဂျွန်ဆန်ဆိုတဲ့ fighter အဲ့ဒီ fighter ကလည်း မထင်မပင်းနဲ့ရှုံးသွားတယ်ဗျာကောင်တာထိပြီးတော့မှရှုံးသွားတာပထမအချိန်မှာဆိုသူတာနေတိုးပေမဲ့ဒုတိယအချိန်မှာဟိုဘက်ပြန်ရွေးဖိုင်တာကအရက်တီချေနယ်လက်တန်နေတာနေတော့အဲ့ဒီမှာကောင်တာထိပြီးတော့မှဂျော်ရှွာပဲမှောက်သွားတာအဲ့ဒီတပွဲပဲရှုံးမှုတွေပဲနောက်ပွဲတောင်းလျှောက်ဖန်ကပွဲတိုင်းကိုအနိုင်ပြထားတာဂျော်ရှွာမန်ကနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲမှာဆိုနေ American Fighter Brandon Rivera နဲ့တွေ့ခဲ့တယ်အဲ့ဒီပွဲမှာလေတော်တော်လေးကိုစွမ်းဆောင်ရင်အဖြစ်မြန်မာလွန်တဲ့ဖိုင်တာနဲ့ထိုးခဲ့ရတယ်လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ် Brandon Rival ဆိုတာကအဲ့ဒီပွဲမှာသာသူနိုင်သွားရင်ချန်ပီယံဆင်ခေါ်ခွင့်ချိန်ပြီးရပြီအဲ့ဒီ fighter အဲ့လို fighter ကို Joshua Van က knockdown ကြောင့်ထိုးပြီးတော့မှပဲအမှတ်အဆုံးပြတဲ့အနိုင်ယူခဲ့တာအဲ့တော့အခု Joshua Van number 1 contender ရအောင်ရောက်လာရင်အခု Pando Jai Champion ကပ္ပကြီးကိုဆင်ခေါ်ခွင့်ရပြီကျွန်တော်တို့ chain fighter လေးအတွက်ဒီပွဲကတကယ်ကိုအရေးကြီးတဲ့ပွဲကြဒါကိုကျွန်တော်ခဏခဏလည်းညွှန်းဆိုပြီးသားကျွန်တော်တို့ chain fighter လေးကိုယ်တိုင်ကလည်းဒီပွဲမှာပန်တိုဂျာကိုအလဲထိုးပြမယ် ချန်ပီယံတရဖူကိုလွှဲပြောင်းရယူမယ်ဆိုပြီးတော့မှကြုံဝါထားပြီးသားပန်ဒိုဂျာကလည်းသူကချုပ်ပြမယ်ဂျော်ရှွာဘန်ကိုအေးစစ်စစ်သူကအနိုင်ယူနိုင်တယ်ဆိုပြီးတော့မှပြောဆိုထားတယ်ဖိုင်တန်နယ်အောင်လုံးကတော့စကလုံးတိုက်ပွဲကြီးစပြီးပြောနေကြပြီအဲ့လိုစကလုံးတိုက်ပွဲကြီးပြောနေချိန်မှာပဲဖိုင်တန်နယ်အောင်လုံးကလည်းအသေးအံပြင်းစင်လေးချင်းနေတာကိုတွေ့ရ ကျွန်တော်တို့ဂျော်ရှာဗန်ကလည်းသူ့ရဲ့4 on 5ကလစ်ဂျင်မှာတော်တော်လေးကိုထွင်နေနေလုပ်နေတယ်။ဘောက်ဆင်မိုင်းတွေကိုလည်းအားဖြည့်တယ်၊ဂရပ်ပလင်မိုင်းတွေကိုလည်းအားထည့်တယ်၊တိတ်တောင်း defense မိုင်းတွေအကုန်လုံးပြင်ဆင်နေတာတွေ့ရတယ်။တကယ်ကိုအားရစရာကောင်းတယ်ဗျာ။တပတ်ကချန်ပီယံကြီးပန်ဒိုဂျာကလည်းသူ့ရဲ့ဂျင်မှာလေးဂျင်ပြင်ဆင်မှုတွေကိုလုပ်နေတာမှတော်တော်လေးကိုကြောက်စရာကောင်းတယ်ဗျာ။တကယ်လေးဂျင်ငန်းတွေကို အရှင်ဟုန်ပြင်းပြင်းနဲ့ကိုလုံနေတာဗျာအရင်ပွဲတွေမှာလုံနေတာတနှဆပူပြီးဒီပွဲမှာသူကအားဖြစ်နေတာကိုကျွန်တော်တို့ကတွေ့ရတယ်ဒါကတော့ကျွန်တော်မြင်တာလေးကိုကျွန်တော်ကပြောပြတာပန်တူဂျာကဒါသူရဲ့ဆိုရှယ်မီဒီယာတွေမှာတင်ထားတာလေးတွေကိုတွေ့လို့ကျွန်တော်ကပြောပြတာပန်တူဂျာကလည်းတကယ် short drop လို့မရတဲ့ fighter ဆိုတာကျွန်တော်တို့ MMA ပြိဿအားလုံးသိတယ်ဗျာပန်တူဂျာရဲ့လက်ဆက်လက်နာကဘလောက်ရှိတယ်ဆိုတာ UFC ပွဲတွေကိုကြည့်နေပြိဿတွေအားလုံးသိတယ် UFC မှာ flying weight dance ဆိုတာကပြင်းစရာကောင်းတဲ့ weight dance လို့ပြည်သက်တွေကသတ်မှတ်ထားတယ်။ဘာကြောင့်လဲဆိုတော့လူကောင်သေးတဲ့ fighter တွေထိုးကြတယ်။ weight dance ငယ်တယ်။ဒါကြောင့် power အလောက်မပါဘူး။အလဲထိုးပွဲထက်အမှတ်ဆုံးပြန်ကိုရောက်တဲ့ပွဲကပိုများတယ်ဆိုပြီးသတ်မှတ်ကြတယ်။ဒါကြောင့်မလို့အဲ့ဒီ weight dance ကပွဲတွေဆိုပြည်သက်တွေကနည်းနည်းလေးအာယုံဆိုင်မှုနည်းတယ်လို့ပြောလို့ရတယ်။သို့ပေမဲ့ဒီတစ်ချိန်ပွဲကတော့တကယ်ကိုကျန်းတဲ့ပွဲဖြစ်လိမ့်မယ်။ပြည်သက်တွေလည်းအပြည့်အဝကိုအာယုံရနိုင်လိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဗျာပန်တိုဂျာကလည်းတမမအရှင်ကောင်းကောင်းနဲ့ချန်ပီယံ ခပ်ဘက်တွေကို defense လုပ်နေတယ်တပတ်ကကျွန်တော်တို့ champion fighter လေးကလည်းဒီလိုမျိုး number 1 contender နေရာဒီကိုအရှင်းဟုံပြင်းပြင်းလေးကိုပြေးတက်လာတာအဲ့ဒီအချိန်မှာတွေးတဲ့ပွဲဆိုတော့တကယ်ကိုကောင်းတဲ့ပွဲဖြစ်လိမ့်မယ် Joshua Van ရဲ့အကောင့်တကအကောင့်ဆုံးအချိန်မှာထိုးရတဲ့ပွဲပြီးတော့ Pantoja အတွက်ကလည်းဒီပွဲကတကယ်ကိုအရေးကြီးတဲ့ပွဲသူပြောသလိုပဲသူ့အတွက်ဆုံးရှုံးမှုကြီးတယ်ဒီပွဲရှုံးသွားရင်သူ့အနေနဲ့နောက်တစ်ချိန်ခပ်ရမလားဆိုတာမသိကြတော့ဘူး ဒါကြောင့်သူကလည်းမရရအောင်ဖန်ကိုအနိုင်ဝယ်ဆိုပြီးကြုံရတာလေ။ဒါကြောင့်ပွဲကတကယ်ကျင်းနေမယ်ပဲ။ပြီးတော့လုံးလူတောက်လူဖိုက်တာ။တဘာပိုင်းကတော့ချန်ပီယံကြီးကပိုတာတော့ကျွန်တော်တို့ဖိုင်တန်လေးကအခုမှ MMA ပွဲထိုးတတ်တာဘလောက်မှတော့မရှိသေးဘူးလေ။အဲ့ဒီအချိန်တော့တွဲမှာကမ္ဘာနံပါတ်1ဆိုတဲ့ MMA promotion ကြီးမှာချန်ပီယံကမ္ဘာလူဝင်ရတယ်ဆိုတာတကယ်ကိုကုန်းစရာကောင်းနေဗျာ။ကျွန်တော်တို့မြန်မာပြည်သက်တွေနေနဲ့ဖန်ကိုရှင်ထဲကလှိုက်လှိုက်လဲလဲအားပေးတဲ့ပြည်သက်တွေဆိုတာကတကယ်ကိုကုန်းစရာပဲ။ ပြီးတော့ဗျမြန်မာအလံနဲ့ UFC Champion ခပ်ပတ်ကိုသာတွဲမြင်လိုက်ရရင်တကယ်ချက်သိမ်းထားစရာကောင်းလောက်အောင်ကျွန်တော်တို့မျက်ရည်ကျလောက်တဲ့အထိကိုဝမ်းသာစရာကောင်းလိမ့်မယ်။အဲ့လိုမျိုးအခင်းချင်းတွေကဒီဇင်ဘာလမှာဖြစ်လာဖို့ရှိတယ်။ဖြစ်လာပါစေလို့လည်းဆုတောင်းနေ။ဒါပေမဲ့တစ်ဖက်ကပန်တိုကြာဖြစ်နေလို့ကျွန်တော်တို့ကရှော့တွက်ထားလို့မရ ဖန်ပြောခဲ့သလိုပါပဲအစက Brandon Riven နဲ့ထိုးရမယ်ပွဲမှာတော့ငါလေတဲ့မင်းတို့အားလုံးကငါနိုင်မယ်လို့မထင်ဘူးဒါပေမဲ့ငါကမထင်မဲ့တဲ့ပုံစံနဲ့ငါနိုင်အောင်လုပ်ခဲ့တယ်ဒီဒီချိန်နဲ့ငါကဒီလိုမျိုးပဲလုံပါပဲဆိုပြောကြတယ် Joshua Ben နဲ့ Pando Jaro ရဲ့ပွဲကို Fighter အများစုကသုံးသက်ကြတယ်သုံးသက်တဲ့အချိန်မှာလေလေးတန်ကတလေတန်နဲ့ပေါက်တယ်ဗျာဘလို့ပြောလဲဆိုတော့သူကသူတို့ကတော့ Pando Jaro ဘက်ကနေရှိကြတယ်ပန်တိုဂျာကိုမလွန်ဆန်ရဲဘူးဒါပေမဲ့ဖန်ကလည်းခေတဲ့ဖိုင်တာမဟုတ်ဘူးဖန်မာကလည်းပန်တိုဂျာကိုပွဲသိမ့်နိုင်တဲ့ အရေးချင်းနေရှိတယ်ဖန်လည်းချန်ပီယံတရဖူရသွားနိုင်တယ်အဲ့လိုမျိုးပုံစံတွေနဲ့မှတ်ချက်ပေးကြတယ်ဒါပေမဲ့သူတို့ကဖန်ကို40%ပန်ဒိုဂျာကို60%အဲ့လိုမျိုးပေးထားတာဗျာဒါကြောင့်မလို့ဂျော်ရှာဗန်ကလည်းဒီအကြောင်းကိုသိလို့ဒီလိုမျိုးပြောတာဘယ်လိုဖြစ်လာအောင်လဲဆိုတော့စောင့်ကြည့်ရမယ်အခင်းချင်းကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အခင်းချင်းလို့ပဲကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျဒီနေ့ပြောချင်တာကတော့ဒါပါပဲဂျော်ရှာဗန်နဲ့အလက်ဇန်ဒီပန်ဒိုဂျာတို့က ကိုစီကိုစီ training camp တွေမှာအသေးအားထုတ်နေကြတဲ့အကြောင်းလေးကိုလာရောက်မျှဝေပေးတာပါ။နောက်ရဒီမှာလည်းကျွန်တော်တို့မှ share academy channel တွေကိုလို MMA နဲ့ပတ်သက်တဲ့ training တွေ1 championship UFC စားရှိတဲ့ training တွေနဲ့မြန်မာကိုယ်စားလှယ် fighter တွေထူးခြားတဲ့အကြောင်းလေးကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ martial law ကတင်တဲ့တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ channel လေးကိုလာရင် subscribe လုပ်ထားဖို့မြင့်တဲ့အခါကြီးပါတယ်ခင်ဗျာ။ပရိသတ်လုံးထူးဝဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။